အဲ့တော့ကာမဝိတက်ကလို့ဆိုတဲ့ကာမဂုဏ်အာယုန်နေခံစားလို့မှုနဲ့တွေးတဲ့လောဘနဲ့တွေးတဲ့အတွေ့အကြုံသက်ရှိတရားတွေနဲ့လည်းပတ်သက်တယ်တက်မဲ့ပစ္စည်းဥစ္စာတွေနဲ့လည်းပတ်သက်တယ်ဘယ်အရာနဲ့မှ လောဘဖြစ်ပြီးတော့လောဘနဲ့တွေးတဲ့အတွေ့အကြုံကျယ်ပြန့်စွာမတွေးပါစေနဲ့တွေးမိလို့ရှိရင်ဖယ်ရှားပြစ်ပါတဲ့မဖယ်ဘူးဆိုရင် ဆိုးကျိုးတွေလာလိမ့်မယ်တဲ့ အမြင်မျက်စိတွေပျောက်ကွယ်သွားနိုင်တယ်အသိပညာတွေပျောက်ကွယ်သွားနိုင်တယ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးသွားနိုင်တယ်ဒီလိုဆိုတာပေါ့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဒီကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့လောဘနဲ့တွေးတဲ့ကာမဝိတ္တဆဲအတွေ့မျိုးမတွေးသင့်ဘူးလို့ဒါကဣတိယုတ်ပါဠိတော်မှာအန္တကရဏတုတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာဒါကိုခေါင်းကြီးတွေကမြန်မာလို့ပြန်ပြီးရှင်းလင်းဟောကြတာဖြစ်တယ်။ဖះဟောတဲ့တရားပဲဒါ။ ရသော်ဗျာကိုယ်တိုင်ဟောခဲ့တာဒီအတွေ့၃မျိုးဟာအန္တကရဏကံတော်လုံနိုင်တယ်တဲ့အသကုကရဏမျက်စိကိမဲ့တော်လုံနိုင်တယ်အဉ္ညာဏကရဏမတိအောင်လုံနိုင်ပညာဏီရောဓိကအသိပညာတွေချုပ်ပြောက်တော်လုံနိုင်တယ်အနိဗ္ဗာန်တောတဏိကစိတ်နှလုံးနဲ့အငိမ့်ဓာတ်တွေကိုမဖြစ်စေဘူးအငိမ့်ဓာတ်တွေဆုံးရှုံးပျက်စီးသွားနိုင်တယ်လို့ Dile, ora,